ခဏပန်းညီကုံမောင်နှမများအားလုံးပဲမင်္ဂလာပါနော်ဆိုတော့ညကတော့ကျွန်တော်တို့ဒါ99ပေမဲ့အပြည့်ဝမပြောနိုင်ခဲ့ကြဘူးပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်လို့ကတော့အရင်ဆုံးပြောစရာရှိတာကကျွန်တော်လူထုပ်ပုံပေါ့နော်လူထုပ်ပုံဆိုတာကဒီနေရာမှာကကျွန်တော်ပြောချင်တာကအာတိတာကြီးပဲကိုအပြစ်တင်ချင်တာလည်းမဟုတ်ဘူး ဆိုတော့ဟုတ်တယ်ဒါသူ့ဘက်ကနီးပြတယောက်ဘက်ကသူလှုပ်တင့်လှုပ်ထိုက်တာတယ်သူလှုပ်တယ်ပေါ့နော်ဟိုအနာပေးတဲ့နဲ့ကစားသမားတွေအနာပေးတယ်ဒါပေမဲ့တစ်ချက်ရှိတာကအာနည်းနည်းလေးသူကလည်းလူယုံကြည်မှုအရန်များပြီးတော့သူ့တပည့်ကျော်တွေကိုအရန်ယုံကြည်မှုများပြီးတော့အာလူချင်းတာကပေါ့နော် first line အနေနဲ့ကိုအများကြီးကွာသွားတာပြီးတော့တဝက်လောက်ကြီးချင်းပလိုက်တာမျိုးပေါ့နော်ဆိုတော့ထားပါတော့ဒီနေရာမှာ၃ရောက်လောက်ချင်းတာမျိုးဆိုရင်တော့ပြဿနာမရှိဘူးဗျာနော်ဒီလိုမျိုးအနေထားတွေမှာက ဟိုအတင်းကတော်တော်လေးဂိုးရပွေကတိုင်ပတ်သွားတယ်ဒါကကျွန်တော်တို့လည်းစဉ်းစားစရာပေါ့နော်ဘလောက်ကြီးပဲအတင်းကလူအင်အားတောင်းတဲ့အဲအတင်းပဲဖြစ်နေနေနော်ဟိုပုံမှန်ကန်နေကြကစားသမားတွေကနေမှနည်းနည်းလေးပြောရရင်တော့လင်းငါးယောက်လောက်ထိချိန်လိုက်ရင်တိုင်ပတ်သွားတာတိုင်ပတ်တယ်ဆိုတာကကျွန်တော်တို့အိုလံပီယာကိုလိုအတင်းကိုကျွန်တော်တို့အမေရိကန်ကန်နာဒါတောင်မှတိုင်ပတ်သွားတာ တော့ဒီနေရာမှာတိုင်ပတ်တဲ့ဆိုတော့ဟိုကစားခွက်ညံ့တာလားဆိုတော့ကစားခွက်ကလည်းမညံ့ဘူးကြည့်လို့ကစားခွက်ကိုယ်လက်စီမုံမှုကလည်းအရန်ကြည့်လို့ကောင်းတယ်ဟို creation တွေလည်းအရန်လုံနိုင်တယ် oricato လို့ကစားသမားကဒါမောင်တမရသွားတာပဲကြည်ပြောရင်တော့ကွန်းလေဖန်တီးမှုကစားဖန်တီးမှုတွေပြုလုပ်တဲ့ကစားသမားကမောင်တမရသွားတာဗျာဆိုတော့အဲ့ဒီဟာမှာကဟိုဘယ်လိုလဲဆိုတော့ဗျာကျွန်တော်ကရှေ့ရောက်ရင် အာဗလာနတ်ထီတွေဖြစ်နေနော်ဘာမှမလုံနိုင်မကင်နိုင်နေဖြစ်နေတာတော်တော်လေးတော့အသေးပေါက်ဖို့ကောင်းတယ်ပြောရတော့ပထမပိုင်းလောက်မှာတော့ကျွန်တော်အရင်မစိုးရင်နေဘူးကို့ကစားဓမ္မတွေကိုယုံကြည်တယ်ကို့အသင်းကိုယုံကြည်တယ်ဘာလို့လဲဆိုတော့ဟိုစွန့်နေတဲ့ပုံစံကလည်းတက်တောင်တက်တာဟုတ်ပြီးတော့အိုလံပီယံကို့ကလည်းဟိုလိုပလော့တွေမေပလော့တွေစော့စော့နေတာမဟုတ်ဘူးဗျာနော်အဲဒါဆိုတော့လွယ်ပါတယ်ကောကွာပေါ့နော်ဆဆဂျင်မာရင်ကိုဒါဂိုးလူရလူရခြင်းနေအများကြီးဗျာမာတနယ်လီအလုံးနေရောနော် ဟိုရောကရက်အလုံးနေရောပေါ့နော်ဒါမျိုးကြီးရခဲ့တာဆိုတော့မစိုးရင်ခဲ့ဘူးဒါပေမဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့အဲ့တောင်မန်နှစ်ဖက်ကစော်ရင်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 နဲ့တဖြည်းဖြည်းတဖြည်းဖြည်းပူးပူညံ့လာတာပြောရအောင်ကန်ရင်ကန်ရင်နဲ့ပူးပူကောင်းလာမှာမဟုတ်ဘဲနဲ့ကန်ရင်ကန်ရင်နဲ့ပူးပူညံ့လာတာပေါ့နော်အဲ့ဒါမျိုးတွေပြောရအောင်ဟိုကျွန်တော်တို့တရေတော်တော်တရေကိုသွားသွားပြီးတော့ကြားနိုင်တဲ့အနေအထားမျိုးတွေဖြစ်ဖြစ်သွားတာတကယ်ကိုကျွန်တော်တို့ဟိုအိမ်မက်ဆိုးကနေ ီတီလေးလွဲချော်ခဲ့တာလို့ပြောလို့ရတယ်ညားကပွဲရလေဒါတော့ဟိုကပေါ့အာဒီရာအနေနဲ့လဲတင်ငန်းစာပေါ့ဗျာနော်ဘာလို့ဆိုတော့ဒီလောက်ကြီးအောင်ငါလုံးလို့မရဘူးဆိုတာမျိုးပေါ့နော်နောက်တစ်ချက်ပြောရရှိတာကဟိုအလိုလိုမှဒါ trosset ကတော့ဒါကျွန်တော်တော့အမြဲတမ်းလို့လို့ဒါမပြောင်းလဲဘူးဒီကောင်က super set ပဲသူ့ကိုကြိုက်တယ်ချစ်တယ်ဟုတ်တယ်ဒါပေမဲ့ fast line အနေနဲ့မရအောင်ဒါပေမဲ့ဒီဘက်နောက်ပိုင်းနေမှာ trosset ကြီးကိုပွဲချိန်မျိုးကြီးပြည့်တယ်ဖာစလိုင်းရက်ဒီဇက်တိုက်ပွဲတင်ဇက်တိုက်သုံးလာတာအာရီတာကြီးอ่ะဗောနော် ဘာတဘောလဲတော့မသိဘောเนาะဒါကြီးကတော့တူမှားတယ်ဗျာเนาะအဲအဲ့ဒါကြီးကတော့ဆိုတော့အဲ့ဒါအပြင်ပေါ်မှာကျွန်တော်တို့မာတင်နယ်လီကထရော့ဆက်နဲ့ဆိုင်တော့ fast line ကဝင်လာရင်မစိုးဘူးရကျွန်တော်ကအဲ့လိုမြင်ဒါပေမဲ့သူကလည်းသူစော့နေကြပုံစံမဟုတ်ဖဲနဲ့ညာတော်မှာမှထွက်လာတဲ့အခါမှာသူစီကဘာမှကိုထွက်မလာဘူးပြန်လာအဲ့သူညာတော်မှာမှစော့တဲ့အခါမှာညာချင်းနဲ့ crossing နေရမလားဆိုတော့လေမရဘူးပို့လာရင်လည်းတလွဲကြီးကြီးပဲ အဲ့လိုမျိုးအနေထားတွေနဲ့ကျွန်တော်တို့မိနစ်90လုံးလုံးပေါ့နော်အာဝမ်းစည်းအနေထားနဲ့ဖြတ်ကျော်ခဲ့ရတာပြီးရင်အိုလံပီယာကောကလည်းဟိုတစ်ချက်တစ်ချက်လှုပ်တာတွေကျွန်တော်တို့ရာရာကြီးစိတ်ချက်တွေဆောင်ရမ်းကြမ်းနေလို့တာကျွန်တော်တည်မကြခဲ့တာတည်တာကြတော့ရင်ကျွန်တော်တို့ဖီဟပုံများသွားပြီအဲ့လိုမျိုးအနေထားတွေပေါ့နော်ဆိုတော့ဝမ်းစည်းအနေထားမှာဟိုကျွန်တော်တို့ကဒီမိနစ် 98min လောက်မှာပေါ့เนาะကျွန်တော်တို့ဒါ right နဲ့တင်ပါတော့ချိန်လိုက်တယ်เนาะ မိုင်းတို့ထုတ်တယ်ကျွန်တော်တို့ဒါဘန်ဝိုက်ထုတ်တယ်အဲ့ဒီချိန်ထိအောင်တော့မှအရန်ကြီးတိတ်ပြီးချိတ်မသွားတယ်ဆိုတော့ right ဝင်လာတာကတော့ဝင်လာတဲ့အလျောက်တိတာတယ်ဒါပေမဲ့ခွဲစင်တားအချိတ်မသွားတယ်ပုံစံပြီးရနောက်ထပ်ကျွန်တော်တို့မိနစ်90မှာ S0 စာကာတို့တောင်းမနဲ့နှစ်ဖက်လုံးကိုချိတ်လိုက်တယ် throttle နဲ့ marginal ထုတ်ပြီးတော့အဲ့လိုမျိုးအနေထားတွေနဲ့ရင်ဆိုင်တဲ့အခါမှာလဲကျွန်တော်ကနည်းနည်းနောက်ကျပါပြောရအောင်အနိုင်တေချာစေမဲ့ဂိုးတွေကိုကျွန်တော်တို့စောစောစီစီမယူခဲ့နိုင်ဘူးပြောရရင်တော့ဝင်ဝင်လာချင်းကို ဖုံဖုံဖုံဆိုနော်ဟိုတကိုးလောက်တွင်ပြီးတူးစီလောက်ဖြစ်နေနော်အငိမ့်မဲ့ဗျဒါမျိုးပေါ့ဒါမဲ့ဒါမျိုးတွေမလုံနိုင်ခဲ့ဘူးဒါကလည်းဟိုအပြစ်မဆိုတာဘူးဗျာဒါဘောလုံးရဲ့တဘောတဘာဝပဲဟိုကွန်းထဲမှာလည်းအချိန်ပေးရတယ်ကျွန်တော်ထားပါတော့ပွဲစ10မိနစ်15မိနစ်ဆိုတာဗျာဒါလိုပဲကစားကွက်တည်ရင်လည်းအချိန်ကုန်သွားတတ်တာမလားဒီလိုမျိုးပဲဟိုစဆဝင်တဲ့ကစားမားစီဆိုတာလေအဲ့လိုပဲအသင်းနဲ့ချက်ချင်းကြီးဒီတဟစာတာဖြစ်ဖို့ရာကမလွယ်ဘူးဝင်ဝင်ချင်းပါလေအဲ့လိုမျိုးတွေဆိုတော့ဟို စူပါဆက်အနေနဲ့ခြေစွမ်းပြတဲ့ကစားသမားတွေလည်းဒါသူတို့ရဲ့ပြောရင်တော့ပါဝါလို့ပြောလို့ရတယ်ပေါ့နော်သူတို့ရဲ့အားတကြဒါဖာဆလဲအမြဲကန်နေတဲ့ကစားသမားတွေကလည်းဟိုအတင်းနဲ့ဟိုလိုက်ရောညီတွေလေးဖြစ်သွားတာမျိုးပဲရှိတယ်ချက်ချင်းကြီးဟိုအကျိုးတရားမရှိမယ်လို့ပြောလို့မရအောင်အဲ့ဒီခါမှာကျွန်တော်တို့ဒါအေစီတို့စာကာတို့ဝင်လာတယ်ကျွန်တော်တို့ဂိုးတွေမယူခဲ့နိုင်ဘူးပေါ့လေနောက်ဆုံးပိတ်မိနစ်60ကျော်အချိန်မိုကြမှာစာကာရဲ့ဂိုးနဲ့ကျွန်တော်တို့တူးစီးနဲ့အနိုင်ရရှိခဲ့တယ် တကယ်မှကိုကျွန်တော်ဟိုဟိုအိမ်မဆိုးတွေနည်းနည်းပေးတော့မလို့ပေါ့เนาะဆိုတော့တားပါတော့ဝမ်းစည်းမဟုတ်တာเนาะအချိန်မှမှသူးစည်းလေးဖြစ်သွားတာပဲနည်းနည်းလေးပိုစည်းပိုပြီးကျေးဇူးတင်ရမှာပေါ့ဆိုတော့ဒီအာဆင်နယ်ကတော့ဒါနှစ်ပွဲဆက်အနိုင်နဲ့ပေါ့เนาะဟို6မှတ်နဲ့နောက်ပွဲအက်တလက်တီကိုနဲ့ပွဲအတွက်ကိုတော်တော်လေးတော့အသက်ရှူချောင်သွားပြီပေါ့နော်ဒါပေမဲ့ဟိုတင်ကန်းစာယူစရာရှိတာတွေကတော့ဒီပွဲထဲမှာယူခဲ့ရမှာတိတ်ကြတယ်ယူကိုယူရမှာဒါမျိုးတွေရှိတယ်ဘာလို့ဆိုတော့ ဟိုအဓိကတော့အာဒီဒါအနေနဲ့ပေါ့လေသူ့ကောင်းနေတော့လောက်ထိယုံလို့ရလားချိန်လိုက်တာကြီးကလည်း scale ဘန်ဝိုင်းဒါမျိုးတွေပေါ့နော်ဟိုတောင်မန်နှစ်ဖက်ကလည်း trouser နဲ့ဒီ martinelli နဲ့အဲ့လိုမျိုးတွေပေါ့အဲ့တော့ maino ကတော့အဲ့လောက်ကြီးမဆိုးဘူးဗျကောင်းခဲ့တယ်ဒီဘွဲမှာတော့ဆောက်တော့အရင်ဘွဲတွေကတည်းကလည်း maino ခြေစမ်းကသူ့အရောအဆင်မြင့်ပါတယ်တော်တော်လေးကစားနိုင်တယ်ပေါ့နော်ဒီဘွဲမှာလည်းတော်တော်တည်တာတဲ့ဇူီမန်ဒီမိုင်းနိုအိုရီကအသွဲညီတယ် သူတို့သူကနေ CM နေရာကနေကောင်းကောင်းကြီးသူမှွေခဲ့ပေးလို့လဲအိုရီကတ်ကတော်တော်လေး creation တွေတော်တော်လေးလုံးခွင့်ရတာပေါ့နော်ဒီလိုမျိုးတွေဆိုတော့ဟိုအိုရီကတ်ခြေစွမ်းပြတဲ့အပေါ်မှာ my no ရဲ့အကျိုးတက်ရောက်မှုတွေဇူဝီမန်ဒီတို့ရဲ့အကျိုးတက်ရောက်မှုတွေလည်းပြစ်ပယ်ထားလို့မရဘူးနောက်တစ်ခုကဒီကျွန်တော်တို့ bureaucrat ကြီးလဲပေါ့ bureaucrat ကြီးလဲကျွန်တော်ကတော့တော်တော်လေးအားရတယ်ဂိုးမရတာကိုပဲကျွန်တော်ကသူ့ရဲ့စိတ်မကောင်းတာပြောရရင်တော့လူခမရမှာကံလဲခေလွန်းတယ်တလား ဟိုအတင်းကြီးတွေနဲ့လည်းကန်ရတဲ့ခါမျိုးတွေမှာဂိုးမရဘူး။ဒါပါဒီလိုမျိုးအတင်းဟိုအရန်မသေးပေနေမဲ့ဗျာချန်ပီယံလိလိုပြိုင်ပွဲဆိုပေမဲ့လည်းအိုလံပီယာကော့လိုအတင်းနဲ့ပွဲမှာ တကယ်တော့ AZ တို့အစကတော့နဲ့တခါတည်းပွဲထွက်ခဲ့ရင်တော့သူ့အတွက်ဂိုးရနိုင်ကြရတော်တော်များမယ်ဗျာနော်။တူနဲ့သွေးရတဲ့ကစားသမားနှစ်ယောက်ကောင်မှကြည်အောင်အဲ့လိုမျိုးတွေထိုင်ဖြုံးနေရနဲ့ဒါတော်မှသူကအိဘာမှန်တာတွေရောနော်ဟိုဂိုးရသွားတဲ့အလုံးဆိုရင်လဲဒါသူကတော်တော်လေးကိုတိုးအားနဲ့ body လဲ special ကာပြီးတော့ကန်သွားပြီးတော့မှပြန်ထွက်လာတိုင်မှန်ပြီးမှတနေလေးကပိတ်သွားတာပေါ့နော်ဒီလိုမျိုးနေထားတယ်ဆိုတော့ဟိုယောဂရလည်းကြိုက်တယ်ကျွန်တော်တော့ဒီနေ့ပွဲမှာဟောနောက်တစ်ခုပြောစရာရှိတာကတော့ဒါဒီပွဲမှာကအိုရီကက်ကမန်အောင်တမရသွားတယ်ပေါ့နော်တကယ်လဲဟိုကောင်းလွန်းလာပါတယ်အိုရီကက်ကြည့်ကျွန်တော်တို့ဒီလိုအိုရီကက်ကိုမြင်ချင်နေတာကြာပြီပြောရရင်ကျွန်တော်တို့ ပရိတ်သတ်တွေဆိုတာလည်းအချင်းမဟုတ်ဘူးဗျာဒါဘောလုံးပွဲတွေကြည်လာတာနားလဲတယ်တော်တော်များများပြောတယ်ဗျာဟိုရီကတ်ခြေစမ်းမပြတဲ့အပေါ်မှာသူ့ရဲ့မလန်းဆန်းနေမှုကြီးအဓိကထင်တာလေအဓိကကတော့ပွဲပန်းနေမှုကြီးပေါ့နော်အဲ့ဒါမျိုးကြီးကျွန်တော်တို့ဒါပရိတ်သတ်တွေပြောခဲ့ကြတယ်ဒါကတော့ဒီလိုပဲထင်ရထင်ကိုထင်နာကိုဒါဝေဖန်ပြောကြားခဲ့တာမျိုးတွေပေါ့နော်ဒါပေမဲ့အခုကြည်လိုက်တဲ့အခါမှာကျတော့အာပရိတ်သတ်တွေဝေဖန်တာကမှန်နေတယ်လို့မျိုးလို့ဆိုလို့ရတယ်။ဘာလို့ဆိုတော့ယူကာဆန်ရဲ့ပွဲမှာသူလုံးဝကိုလန်းဆန်းတက်ကြွစာနဲ့ဒါ လူစားဝန်ကစားသမားအနေခြေစွမ်းနေပြခဲ့တယ်နော်ဒီလိုမျိုးပွဲရဲ့ဂိမ်းချင်ကြလို့တော့မှအဒီဟောင်းကပြောခဲ့တယ်ပေါ့နော်အဲ့ဒီပွဲမှာကလေးကဟိုကျွန်တော်ကတကယ်ကိုအာရုံရနေတာအိုရီကတ်ကြီးတော်တော်လန်းလန်းဆန်းဆန်းကြီးပဲလို့နော်အရင်အိုရီကတ်ကိုမြင်ရတော့မယ်လို့ထင်တယ်ပေါ့နော်ဒီချန်ပီယံလီပွဲမှာတာသူပါခဲ့ရင်ရှယ်ချမ်းမယ်ရော့ကရက်လည်းဂိုးရနိုင်တယ်အိုရီကတ်နဲ့အဲ့လိုမျိုးတွေအထီကိုကျွန်တော်မျှော်လင့်ခဲ့တယ်ပွဲချိုရင်ခုန်တယ်မှာလည်းကျွန်တော်ရေးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီနေထာမှာတကယ်လဲတော်တော်လေးပွန်းထဲမှာသူ့ရဲ့ ဟိုပေါင်ပတ်သက်မှုတွေသူ့ရဲ့ပေးပို့မှုတွေကဟိုအရင်ကကျွန်တော်တို့ Oricat ကိုမြင်နေရလို့ပဲတော်တော်လေးကျန်းတာဗျာယောကရက်ကိုပို့တဲ့အလုံးတွေ Martinelli တို့ကိုထိုးတဲ့အလုံးတွေ Trossard တို့ကိုထိုးတဲ့အလုံးတွေပေါ့နော်အဲ့ဒါဆိုရင်တော်တော်လေးမိုက်လွန်းလာတယ်ကျွန်တော်တို့မြင်ချင်နေတာကအဒီ Oricat ပဲတကယ် 3D captain ပဲတော်တော်လေးအားရတယ်အဲ့ဒီအတွက်ကတော့တော်တော်လေးကျွန်တော်ကြည်နေဆရာကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဒီပွဲမှာအဲ့လိုပေါ့ဟိုအနံရခဲ့တယ်ဆိုပေမဲ့အပြည့်ဝမပျော်ရွှင်အောင်ဆိုတာကကျွန်တော်တို့ဒါအဝါတွေလည်းထိခဲ့တယ်နော် ဟိုဆူမန်ဒီရဲ့အဝါဆိုရင်မဖြစ်တင်ဘူးဗျာကျွန်တော်အဲ့ဒီအဲ့ဒီအချိန်မှာဒေါ်လာတောင်ထွက်တယ်ဘာလို့ဆိုတော့ဟိုလျော့ရဲတယ်ဗျာပြောရမင်းညာကန်တဲ့ကစားသမားတွေကလျော့ရဲခဲ့တာလည်းပါတယ်လျော့ရဲတယ်ဆိုတော့သူကအထင်သေးတာဗျာအဲ့လိုမျိုးနေထားတယ်သူတို့ကဗျာအဲ့လိုမျိုးဟိုအိုလံပီယာကုလို့အတင်းကိုဘဲချင်းဂိုးတွန်းတွန်းရပါတယ်ဆိုရက်အထာမျိုးနဲ့ကန်နေကြတာကျွန်တော်တကယ်တွေးမိတယ်သူကအဲ့လိုမျိုးအဲ့လိုမျိုးအနေထားမှာကျွန်တော်စိုးရိမ်ခဲ့တယ် ဟိုဘယ်လိုလဲဆိုတော့ဗျာဂိုးကပိုက်ထဲရောက်လာမှာဂိုးရတာဗျာเนาะပြီးရင်အဲ့လိုတကယ်တွန်းကမှာတကယ်ရတာမျိုးဗျာအဲ့ဒါကိုသူတို့စိတ်သက်တွေပေါ့เนาะသူတို့စိတ်ပိုင်းဆိုင်ရာတွေမသိစိတ်မှာပဲဖြစ်ဖြစ်ပေါ့ကန်နေတဲ့ပုံစံတွေကသူတို့ကိုသူတို့သိကြမှာတော့သိလိမ့်မယ်ဗျာကြည့်နေတဲ့လူတွေကသိတာအဲ့ဟိုပွဲတန်းကြည့်လာတဲ့ပြိတ္တတွေဗျာအရင်ပွဲတွေကဘယ်လိုမျိုးဆိုတာမျိုးပေါ့အဲ့ဒါမျိုးအနေထားတွေမှာသူတို့ကဟိုတော်တော်လေးကြော်ရဲခဲ့တာပေါ့เนาะဆိုတော့ဟိုနောက်ဆုံးအချက်အနေနဲ့ပြောရရင်တော့ ဒီဘက်မှာကဟုတ်ပြီအနိုင်ရလက်အတွက်ကတော့ဒါဂျင်းနဲ့ဆရာပေါ့နော်ဒါပေမဲ့လုံလုံကြီးတော့ဂျင်းနဲ့ဆရာမဟုတ်ဘူးဒီဘက်ကနေကျွန်တော်တင်ကန်းစာယူဆရာတွေရှိရဲပြောရအောင်အာဒီတာအနေနဲ့ရောကစားသမားတွေအနေနဲ့ရောပေါ့နော်ဒါလို့ဆိုတော့ကျွန်တော်တို့ကတကယ်အိမ်မက်ဆိုကနေတီတီလေးလွတ်ခဲ့တာလို့ပြောလို့ရတယ်ဆာကကိုကတော့ဗျအရင်ထက်တော့မနေတော့နဲ့60အချိန်မှကြမှာတွန်းတာဆိုတော့ဟုတ်တယ် အရင်ထက်တက်ထက်တော့မနေတော့နဲ့အဲဝမ်းစည်းအနေထားမှာကိုကျွန်တော်ဂိုးပေးရလို့ပေးခြင်းနဲ့အများကြီးဖြစ်ခဲ့တယ်ပေးတာပေးလိုက်ရရင်ကျွန်တော်ကပြားတာသွားမှာတကယ်ကိုပြားတာသွားမှာအတင်းနေဖိပြီးတော့အဲ့ခါကျမှဒဏ်ရာတွေရရင်နိုင်အောင်တော့မှအရင်နေစူးစမ်းပြီးဒဏ်ရာတွေရပြီးတော့တိလမလားဟိုပို့ပြီးတော့ကစားသမားတွေပို့ပြီးပြင်ပမှန်ဖြစ်ပြီးတော့နော်ဟိုအီဘီရဲ့အတွက်ဒီပါရိုက်ခတ်မှုတွေဖြစ်မှာဗျာတကယ်ကအစကတည်းကတက်တောင်တက်တာနဲ့ချစ်ခဲ့ရမှာအဲအဲ့ဒါမျိုးပေါ့ အေးစေးစေးလေးလူအင်အားကို fast line နဲ့အရန်နဲ့ကိုမျှပြီးတော့ထုတ်အောင်ပါဗျာပြီးမှထပ်ပြီးတော့ချိန်သွားဒီလိုမျိုးလေးတွေချစ်ခဲ့တဲ့နာမျိုးပေါ့နော်ဆိုတော့အရန်ကြီးတွေတော့ယုံကြည်မှုမလွန်ကဲစေခြင်းဘူးပေါ့နော်ကိုအာဒီနာနဲ့ကျွန်တော်ကစားသမားတွေကိုပေါ့နော်ဒီလောက်ပါပဲနော်အားလုံးကျေးဇူးတင်ပါတယ်အစီအမင်းကျွန်တော်ရဲ့ Facebook နဲ့ YouTube channel တွေကိုလည်း like and follow လေးလုပ်ပေးခဲ့ကြပါအောင်လို့နော်အားလုံးကျေးဇူးပါ